အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်တွေပြိုကွဲအောင်တပ်ကလူကြီးတွေနဲ့ကြုံမျိုးမင်းတို့လို့မီဒီယာတွေကသတင်းမှထုတ်လွှင့်နေတယ်လို့ပောက်ကူတော့ပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်ပါတယ်ဗျဒီနေ့ဦးစင်းပြောချင်တာကတော့သတင်းလေးတွေကသတင်းလေးတွေကပြောရတာကြလူကြီးအများစုကနော်လူကြီးတွေအများစုကအာဏာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်ပြောရင်တော့ခမချက်ချင်းလည်းနေဗျတရားစွဲမယ်လို့ပြောရတယ်တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင် ခြေထဲမှာတမ်းမလို့ရားတွေရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရပြတော့နှထိုင်းနေဖြစ်ပေါ်လာများတယ်နော်ဒါတစ်ခါလေးပြောရင်တော့လူကြီးတွေကိုပြောပြရင်လူကြီးတွေကတို့တို့ကတစ်ခါတလေကျပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာနော်ဒီချိန်မှာပြည်သူတွေကဒီနားသက်ကတမ်းမလို့အားကိုးခြင်းနဲ့အဲ့တော့အားကိုးခြင်းအောင်လဲနားသက်ကတမ်းမလို့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အဲကြောင့်ဥစဉ်တော့ကလည်းပြည်သူတွေရဲ့လိုအပ်ချက်တွေကိုပဲတင်ပြပေးနေရပြနော်ကိုပြောတဲ့စကားဥစဉ်တော့ပြောတဲ့အရာကိုဥစဉ်တော့တရားခိုင်တော့အာမခံရတယ်မှားလို့ရှိရင်တရားဆွဲပလိုက် ပါလို့ရှိရင်ထောင်ချပလိုက်ဒါဦးသိန်းတို့ကဒါဦးသိန်းတို့ပြောနေတဲ့စကားတွေကပြည်သူတွေရဲ့စကားကိုပေါက်ကိုတော့အနေနဲ့ဖောက်တယ်ချပြတာလူကြီးတွေဒီအောင်ဖောက်တယ်ချပြရနော်အလူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်နားလေးတဲ့လူကြီးတွေကတော့လေးချီအောင်စောင်းနေရနော်လေးချီအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြတယ်နော်သူတို့အကြောင်းလေးပြောလိုက်လို့ရှိရင်သူတို့အတုံးမကြတဲ့အကြောင်းဒီမှန်ပြောလိုက်လို့ရှိရင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုပါဘူးနော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ တောင်တာဘက်မှာဆိုလို့ရှိရင်တောင်တာမျိုးအထိစိတ်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါဒီတောင်တာမှာပြဿနာတွေရှိတယ်တပ်မတော်တွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ်အကုန်လုံးကတောင်တာမှာဆိုဒီနေကင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ်တောင်တာမျိုးနဲ့ပတ်သက်ပြီးလဲဦးဇင်းတို့တရင်နေခဏခဏပြောပြောပြရဒါပဲနဲ့ဖိဖိစီစီမလုပ်တော့လူနာထီလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော်ဒါလည်းကိုဘကနော်အဲ့တော့တောင်တာမျိုးလည်းဖိဖိစီစီလောက်ရမယ်အရာတွေအများကြီးပါပဲဗျာနော်ဒါလူကြီးတွေဦးဇင်းတို့တိအောင်ပြောပြဒါတော့ပဲဦးဇင်းတို့ကပြောချင်တာဗျာနော် မြင်းကြံမှာကတော့မြင်းကြံတို့ဒါမြင်းကြံတို့နှထိုးကြီးပဲမှာကတော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့မြင်းကြံဘက်မှာကထိလို့မရဘူးမြင်းကြံကထိထိမိမိနဲ့ရှိရင်လိုက်စော်တယ်လိုက်လုတယ်ဒီမြင်းကြံနဲ့လက်ရှိမြင်းကြံမှာရောက်နေတဲ့စတိုင်မူလားမတည်ဘူးเนาะစတိုင်မူနိုင်မတော့မပြောတော့ဘူးသူเนี่ยဘတ်တာစိုက်နေတာအဆင်ပြေတယ်ညီညွတ်မှုကောင်းတယ်ဘတ်တာစတဲ့ဇကားကိုလည်း तू ကနားထောင်တာမဟုတ်ဘူးတုံးတက်ပြီးတယ်ဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်တုံးတက်တဲ့အတွက်ကြောင့်အရန်အဆင်ပြေတယ်အဲ့တော့အဆင်ပြေတဲ့အတွက်ကြောင့်ရှိတဲ့နေရာတိုင်းမှာအခါရခွင့်ပြုပြီးမှချက်ချင်းလိုက်တော့အကျန်းဖက်တွေ ခွေပြွေပြပြရတယ်ပေါ့ဗျာနော်ခွေပြွေပြပြရတယ်မြင်းကြောင်တို့ချောက်တော့မပြောနဲ့နော်ဦးဇင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လည်းဒီဦးဇင်းတို့မန္တလေးမှာဒီရပိုင်းနဲ့စိုးရင်ရတယ်မန္တလေးအေးနေတယ်မန္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လည်းသတင်းရတယ်အဲ့တော့စိတ်ဝင်နေတော့သတင်းရတဲ့အခါမှာဦးဇင်းတို့ပြောချင်တာကတော့ငိမ့်နေတာဘယ်မှာမကောင်းငိမ့်နေတာမကောင်းဘူးပြန်နော်ရေးရေးမှာတနည်းအားမှာရေးငိမ့်နေပြီဆိုလို့ရှိရင်လှုပ်နေရပဲဆင်းပြီးတယ်ရေးကငိမ့်နေပြီဆိုအရင်ကမှအန်တရာယ်ရှိလို့ပဲဒါလည်းသိအောင်ပြောပြတော့ဗျာနော်အဲ့တော့မရေရာဘက်တို့ဦးဇင်းတို့ဒီမှာဆိုရင် ထမင်းကုံဆိုလို့ရှိရင်လူသွင်းတော့ဗတ်တာစာတွေတမလို့တာတွေနဲ့ဗတ်တာစာတွေရဲတွေနဲ့ပူပေါင်းပြီးတိုက်လိုက်တော့ရပါတယ်အဲ့တော့တို့တွေအဲ့ဒီနေရာကိုပြန်တိုက်ဖို့အတွက်ကိုတို့တွေလူစုနေတယ်အဲ့ဒီနေရာကိုတို့တွေအွန်လိုက်ကျင်းလိုက်တို့တွေဝင်လိုက်မယ်အဲ့တော့ကိုယ့်ဘက်ကဘာတွေကြိုလုပ်မလဲဘာတွေကြိုးပေးစင်မလဲဒီခုအားတာတာတော့ကိုယ့်ဘက်ကဒီထမင်းကုံမှာလူသွင်းတော့ကနော်ထမင်းကုံအနီးတစ်ဝိုက်ပေါ့ဗျာအဲ့ဘက်ဒီမှာလူသွင်းတော့ကဖြူဝမှုရဲ့ဖြူဝမှုရဲ့လုံဆောင်မှုပဲချီချူးရမှာပဲဗျာနော်ဒီဖြူဝမှုက ပြည်သူစစ်တေကိုလည်းသူကအားကိုးတယ်ပြည်သူစစ်တေကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ပြည်သူစစ်တေပေါ်ပေါ်လည်းသူလူဘွားဝါတာမကြိုက်ဘူးဘယ်ပုံမှုဖြစ်ဖြစ်သူလူဘွားဝါတာမကြိုက်တခါချက်ချက်ခေါ်ပြောတယ်နော်မင်းတို့ရှိဒီဒီပြောမှုစကားဆိုတာမင်းတို့ပြည်သူစစ်တေကွာငါတို့တပ်မတော်တိုင်းနဲ့အတူတိုက်ပြရတကယ်ကိုကျေးဇူးတင်တယ်ကြောင့်သူကအေးစစ်စစ်ပြောတာနော်ပြည်သူစစ်တေကိုအားလုံးကတော့ဒီတချို့အရာရှိတော်တော်များများဒီပြည်ဝမှုကိုမကြိုက်ဘူးဘာကြောင့်မကြိုက်တာလဲဒီပြည်ဝမှုကမှန်လွန်းတော့မကြိုက်တာဒီပြည်ဝမှုကအသုံးမကျအသုံးမကျအောင်ဆိုပြီးခေါ်ပြောတဲ့အတွက်မြင်းချံမြို့တွင်းရှိအကျန်းဖက်စစ်ကောင်စီရဲ့တက်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက် အကျန်းဖတ်တတရှစ်ဦးတည်ဆုံမန္တလေးတိုင်းမြင်းချံမြို့တွင်ရှိ အကျန်းဖတ်စစ်ကောင်စီရဲ့အခြေချတပ်ဆွဲထားတဲ့နေရာတွေကိုမေလ15ရက်မနက်10:00နာရီကစပြီးတော်လန်ရေးတပ်တွေနဲ့အတူတပြိုင်တည်းဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MBD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကဖြတိကူပြောပါတယ် မျိုးရဲမှာနေနေတဲ့စက္ကဆတွေအနေနဲ့သူတို့ကိုယ်သူတို့လုံခြုံတယ်လို့ထင်နေတာကအဖြေမှန်မဟုတ်ဘူးဆိုတာသိစေချင်တာပါပြည်သူတွေအနေနဲ့အညာဒေတာမှာရောက်နေ၍တန်းလာမဲ့အခြေအနေတွေရောက်တော့မှကြောင့်အတင်းထားကြဖို့ပြောချင်ပါတယ်ဘူမိုက်ခဲကဆိုပါတယ်ကိုအညာမြေစစ်စင်ရေးဖြစ် MBD တပ်ဖွဲ့အနေနဲ့မြင်းချံမြို့အတွင်းအကြမ်းဖက်စစ်ကောင်စီကအခြေချတပ်ဆွဲထားတဲ့မြင်းချံမြို့ခရိုင်ယုံရဲတပ်နှံကြောင်းအမှတ်16ရက်ကွက်စည်းကြံကကင်းဂိတ်စခန်းနဲ့စကဝါကကင်းဂိတ်စခန်းစတဲ့နေရာတွေကိုတပြိုင်တည်းဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မြို့ရင်းစစ်ရေးပြစ်မှတ်၄ခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကတပ်သားတဦးလက်ပါစီအမျိုးသမီးပြူစောတီနှစ်ဦးနဲ့အမျိုးသားပြူစောတီ၅ဦးစုစုပေါင်း၈ဦးတေဆုံးခဲ့ပြီးစစ်ဆင်ရေးမှာ MBD တပ်ဖွဲ့နဲ့အတူ Burmese Guerrilla Force ဗိုလ်စားပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းပါဝင်အားဖြည့်ပေးခဲ့တယ်လို့ဗိုလ်မိုက်ခဲကရှင်းပြပါတယ်။ ကိုမြင့်ဆောင်ညာမြေစစ်စင်ရေးအဖြစ်မြင်းချန်ခရိုင်အတွင်း MBD တပ်ဖွဲ့အနေနဲ့မြို့ရင်းစစ်စင်ရေးတွေကိုအဓိကထားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။မြင်းချန်မြို့ပေါ်မှာရှိတဲ့စစ်အုပ်စုရဲ့နေရာတော်တော်များများကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေပြီးသုံးနေရာလောက်သာကျန်ရှိတော့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့ကိုအခြေအနေကိုသိပြီးအ мян ဆုံးပူးပေါင်းကြဖို့နဲ့မပူးပေါင်းပါကရွေးချယ်စရာမရှိဘူးလို့သာမှတ်လိုက်ပါလို့ဗိုလ်မိုက်ခဲကတတိပေးထားပါတယ်။ တချို့ဘုံမှုတွေကရှေ့မှာနေပြီးဒီလိုစတေဟော့ငှမ်းပြီးမှဆရာကြီးစတိုင်နဲ့စစ်ကောင်ကောင်တိုက်ခူလာမဟုတ်ဘူးနော်စစ်ကောင်ကောင်တိုက်ခူလာမဟုတ်ဘူးဒီလိုစတေဆရာကြီးစာထာကြီးနဲ့ဘာကြီးနဲ့ပြွေးနိုင်တဲ့ပြည်သူစစ်ပေါ်ပြမပြွေးနိုင်တဲ့ပြည်သူစစ်တို့မျိုးဒါနဲ့ဒီဗျူဟာမှုကြတော့ဒါမှမရဘူးမရဘူးမရဘူးဘုံမှုမကလည်းကောင်ကအလုပ်လက်တက်တွေပြလုပ်ပြဟုတ်လားအဲ့တော့တော်လို့ပေါ့ဗျာထမ်းမြင့်ကုန်ချင်းတို့တွေမှာရပါတယ်နော်အဲ့တော့ပြောချင်တာကတော့ထမ်းမြင့်ကုန်ကိုတိုက်ဖို့တို့တွေပြင်ဆင်နေထမ်းမြင့်ကုန်တို့ကလှုပ်ဆောင်နေတယ်အဲ့တော့ဦးဇင်းတို့ပို့ပြီးမှခူးဆက်ရမယ်ထမ်းမြင့်ကုန်တို့ချိုးတော့ဝိုင်းနေနော်ရှေ့ဆက်ပြီးလဲ ီလူစစ်တွေကိုပေါ့လှုပ်ချင်ကင်ကြင်အောင်လဲစီယုံရမယ်စီယုံရမယ်နော်ဆင့်ဟွာကိုအနာလုပ်ပြီးမှပြဒနာမရှာကြနဲ့လို့ဥစဉ်ကပြောချင်ပါလေဗျဒါလေးလည်းပြောချင်တယ်နော်ဆင့်ဟွာကိုအဲ့တော့ပြည်သူစစ်တွေကိုလည်းဥစဉ်အနေနဲ့ပြောခဲ့တယ်ပြည်သူစစ်တွေကိုစိတ်ဓာတ်ကြဆင်းအောင်တရင်သမားတွေထဲမှာဆိုဖဲတီးတွေရှိတယ်နော်ဘိုလ်ကုန်းတွေပေါ့ဘိုလ်ကုန်းတွေအရာရှိကုန်းတွေရှိတယ်နော်ဒါမျိုးဟာတွေသူကချုပ်ဘိုလ်ကုန်းရာရှိကုန်းနဲ့စီဝိုင်းသမားတွေရှိတယ်စီဝိုင်းသမားကြောင့်ပြည်သူစစ်တွေအာရုံနှောက်လို့ရှိရင်တို့တရင်သမားတွေနဲ့ညာတိုက်ပစ်လိုက်တယ်နော်ဘိုလ်ကုန်းတွေဒါမျိုးတွေရှိတယ် ဒါကြောင့်ဦးသိန်းတို့ခရုဆက်ရမယ်နော်သူတို့တွေဘလောက်ပဲတွေးခွဲခွဲသူတို့တွေပြည်သူစစ်တဲ့နဲ့ထွက်ချအောင်မယ်ဘလောက်ပဲပြောပြောစိတ်တက်ကြအောင်မယ်ပြောပြောဘလို့မှစိတ်တက်မကြနဲ့ကိုလိုကိုလိုနိုင်ငံတော်မပုံကန်နဲ့နိုင်ငံတော်ထိခိုက်အောင်မလုပ်နဲ့တမတော်ပုံရိပ်ကြအောင်မလုပ်နဲ့ကျန်တာတော့ကိုယ့်ဟာကိုဟုတ်လားနော်ဒါကတော့ကိုယ့်ဟာကိုဘလို့ပဲပတ်စံတော့ရှားတာတော့ရှားတာပဲဟုတ်လားပြည်သူဒုက္ခရောက်အောင်မလုပ်နဲ့ပြည်သူနစ်နာအောင်မလုပ်နဲ့ ါလေးလည်းပြည်သူစစ်တွေအားလုံးတော့ပြောချင်ပါတယ်ဗျာနော်။တန်တဲ့ကောလာဟာလာအဲ့တရေနေတင်းနေဆိုအာယုံမဆိုင်နဲ့အာယုံမဆိုင်နဲ့သူ့ဟာကိုဘဲဘိုးချုပ်ပိုင်နဲ့ဘဒုပိုင်နဲ့ဂယုမဆိုင်နဲ့နော်။ဒါလေးလည်းပြည်သူစစ်တွေအားလုံးပြောချင်တဲ့စစ်စီလုံးနဲ့ညွညွလုတ်ပါ။တမိုင်းကစကားပြောသွားပါလိမ့်မယ်။နောက်တစ်ချိန်မှာတမိုင်းကစကားပြောသွားပါလိမ့်မယ်နော်။အဲ့တော့ဦးစင်းရဒီရက်ထဲမှာဆိုလို့ရှိရင်ဒီတရေလေးတွေပြောတယ်။ပေါ့မြုံနယ်မှာဆိုရင်လည်းဒီနေရာမှာတစ်ဆက်ထည့်ပြောချင်တယ်။နော်။နမကတိုင်မူကြီးခင်ဗျာ။နာကဒီတိုင်မူကြီးစီဝဲတောင်းဆိုချင်ပါတယ်ဗျာနော်။ဦးစင်းတို့ဒါပြည်သူစစ်ရွာတွေမှာစာရင်ကြောင်းဖွင့်ချင်တယ်။အဓိကအဖြစ်ဇီးပြားတွေမှာလည်း စာရင်ကြောင်းဖြည့်ခြင်းနဲ့ကိုကိုစုတွေမှာလည်းစာရင်ကြောင်းဖြည့်ခြင်းနဲ့အဲ့တော့ဇီးရရကဥစဉ်ကိုပို့စားပညာရေးဝန်ကြီးဌာနနဲ့ဥစဉ်နဲ့မှတ်ပြီးပို့လမ်းမတိပါဘူးဗျဘာလို့လိုအပ်တယ်လဲဆိုလို့ရှင်ဇီးရရမှာစာရေးကိရိယာစာအုပ်တွေနဲ့ဒီတင်ယိုးတုံးလမ်းစာအုပ်တွေအရန်လိုအပ်နေတယ်ဒီစာအုပ်တွေမပို့လို့ရှင်ဇီးရရမှာကြောင်းဖြည့်ခြင်းနဲ့မင်းကြောင်းဖွင့်တော့ကလည်းဒီဘက်မှာခြာရင်ကြောင်းမှာမြီးရှို့ခိုင်းရတဲ့ကြောင်းကလေးတွေစာတင်ရဟောတော့ခက်ခဲဟောပေါ့ခက်ခဲတွေ့နေရအဲ့တော့ပညာရေးဝန်ကြီးဌာနကတော့နားလေးနေတယ်ထင်တယ်ဗျနော် တို့တို့ကရပောက်ရလမ်းမှာလားတို့တို့ကအဆင်ပြေမှာဗျာနော်ဇီးပွားရရမှာမဟုတ်လေအဲ့တော့တို့တွေမခွေးတိုင်းပညာရေးဝန်ကြီးဌာနအဲ့လောက်ဒီအာယုံဆိုင်မှာမဟုတ်ဗျာနော်အဲ့တော့မခွေးတိုင်းတိုင်မှုကြီးပဲပောက်ကိုတော့အားကိုးကျင်ပါလေဗျာနော်မခွေးတိုင်းတိုင်မှုကြီးခင်ဗျာဇီးပွားရတို့တနေပြည်သူစီရွာတွေမှာဒီစားနေရိတ်ကားရောပေါ့နော်ဒီကဒီဇီးပွားရကတောင်းဆိုထားတာစာအုပ်တွေနဲ့ဒီစာရေးကိရိယာတွေအထူးလိုအပ်လိုအပ်တဲ့အကြောင်းကိုဒါဥစဉ်စီကိုတင်ပြထားပါတယ်ဗျာနော်အဲ့တော့မခွေးတိုင်းကဘောနမကတိုင်မှုကြီးတခါကြီးငုံမင်းထွင်းပေါ့နော်အများဆုံးဆောင်ရွက်ပေးဖို့အတွက်ပောက်ကိုတော့မေတ္တာရက်ခံကျင်ပါလေဗျာတခါကြီးကိုအခုလို့ ဒီစာရေးကရိယာရေးတခါကြီးနဲ့တော့မဆိုင်ပါဘူးဒါပညာရေးဝန်ကြီးဌာနနဲ့ပါနော်